ဲတနင်္လာသာသမိတွေရဲ့ကံကြမ္မာကိုပြောရမယ်ဆိုရင်တော့ဒီကာလမှာတနင်္ဂနွေတနင်္လာသာသမိတွေရဲ့ကံအကောင်းဘက်ကို အလေးသာနေတယ်လို့ပြောမှာ ဖြစ်ပါတယ်။ဘာလို့လို့ဘာကန်ကန်အစဉ်ပြေမဲ့အချိန်ပဲဆိုပါတော့နော်။အဲ့တော့ကိုပိုင်ဆိုင်တဲ့အချိန်ကာလတွေကိုတဲ့ဒီကာလမှာတနင်္လာသာသမိတွေကပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းပါလို့ပဲအကြံပေးခြင်းပါ။ ရှိရာကြတဲ့ညီမကြတဲ့ပြည့်စုံမဲ့အောင်မြင်မဲ့အချိန်ကာလဖြစ်တယ်။တနင်္လာနေ့နဲ့ပတ်သက်တဲ့ခြံကိစ္စလို့ကားကိစ္စလို့အခန်းကိစ္စတွေငွေကြေးဆိုင်ရာကိစ္စတွေအရုပ်ကဗောဓုနံယင်ယထားနဲ့ပတ်သက်တဲ့ကိစ္စတွေအနုပညာအလှပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတိုက်ရိုက်တော်လကောင်တော်ဝိုက်ပြီးတော်လကောင်လောက်ကန်ဆောင်ရွက်ရတဲ့စီးပွားရေးလုပ်ငန်းတွေမှာတိတိတသာတိုးတက်ပြီးတော့အောင်မြင်လာမဲ့ကံတရားမျိုးရှိပါတယ်။ဒီကလာမှာကိုကအဲအင်မတန်မှထူးခြားတဲ့ ုဂ္ဂိုလ်တူတင်နဲ့လည်းမမျှော်လင့်မနဲ့ဆုံတွေ့ရတာပေါ့နော်အာထူးခြားတဲ့ဆရာသမားလိုပုဂ္ဂိုလ်တွေအဲဘာမှထူးခြားတဲ့အဲပုဂ္ဂိုလ်တူပုဂ္ဂိုလ်များတွေနောက်တစ်ခါဝိဇာပုဂ္ဂိုလ်တွေယံပုဂ္ဂိုလ်လူပုဂ္ဂိုလ်စတဲ့ပုဂ္ဂိုလ်တွေကိုဖူးတွေ့ရတာတွေမြင်တွေ့ရတာမျိုးတွေကြုံရတတ်ပါတယ်ဒါရင်ဘာမှကံထူးတဲ့ကံတရားမျိုးဖြစ်ပါတယ် နောက်တစ်ခုကကျွန်တော်တို့ရှင်သေဝလိပုံတော်တွေတဲ့နော်ဘာသာရေးနဲ့ပတ်သက်တဲ့ကိုယ်ကွယ်မှုဆိုင်ရာပုံတော်တွေတဲ့အလိုလိုဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့လိုမျိုးဝင်လာပြီဆိုရင်တော့အင်မတန်မှနမိတ်ကောင်းပါတယ်အင်မတန်မှလည်းလက်လာပါရှင်မဲ့အချိန်ကာလဖြစ်တဲ့အတွက်ဒီကာလမှာတင်းနာသာသမီတွေအတွက်ထီကန်ဆန်းတင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်စုမဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးအောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အဲ့တော့ဒီလိုကန္နာဒါကန္နမာကောင်းတဲ့အချိန်ကာလမှာတဲ့လက်ဝဲယရနာတွေဆိုရင်လည်းပဲတစ်ခုပြီးတစ်ခုဝင်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလေ။ဘယ်ကြက်ကဲပဲမဆိုတဲ့ကိုကဖြည့်ရှင်းနေရမလို့ပဲနဲ့သူ့လိုလိုနေနဲ့ပြေလည်သွားနိုင်တဲ့အချိန်ကာလဖြစ်ပါလေ။အချိန်ကာလတော်တော်ကြာကြာကြီးပေါ့နော်။မတွေ့တာကြာပြီးဖြစ်တဲ့ဝေးကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့လည်းပဲရုပ်တရက်ပြန်လဲပြီးတော့ဆုံတွေ့ရခြင်းတွေပြန်လဲပြီးတော့အဆက်အသွယ်ရခြင်းတွေကြုံတွေ့ရတတ်ပါလေ။ မေဃသူရိရဲ့အခြေမေတ္တာရေးအင်မတန်ကောင်းမွန်လာပါတယ်နော်စမ်းပွင့်တယ်ချစ်သူနဲ့ပြေးလဲတယ်ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်မယ်အိမ်တော်တွေဆိုရင်လည်းအိမ်တော်ရဲ့အခြေအနေအနေငယ်ကရဗုဒ္ဓဖြစ်တတ်တာပေါ့နော်ဒါမှမဟုတ်ဆိုရင်ကြတော့မရှိပါဘူးမိစေပေါင်းတဲ့ဆရာသမားများကြီးကုညီမဆထောက်ပံ့ပေးခြင်းများတို့လည်းပဲရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်စေဘာရဲ့လောကနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်ရည်မှန်းချက်တွေစတင်ပြီးတော့အကောင့်ထဲပေါ်တင်တဲ့အချိန်ကာလမျိုးဖြစ်တယ် နောက်လုပ်ငန်းတိုးချဲ့တဲ့အချိန်ကာလလည်းဖြစ်တယ်။လုပ်မယ်လို့စိတ်ကူးလိုက်တဲ့နေ့အမြန်ဆုံးအကောင့်တွေပေါ်တဲ့အချိန်ကာလမျိုးတွင်လည်းမမားပါဘူး။အဲတော့စီးပွားရေးနဲ့ပတ်သက်ရင်တိတိကျကျတိုးတက်ဖို့ရှိတယ်။ဒါကြောင့်မလို့တနင်္လာသားသမီးတွေရဲ့ကံတရားကစီးပွားရေးနဲ့ပတ်သက်ပြီးတော့အင်မတမကောင်းမွန်တဲ့ကံတရားမျိုးရှိတဲ့အတွက်ကိုယ်နဲ့စီးပွားရေးလုပ်ငန်းတိုးချဲ့ဖို့ရည်ရွယ်ထားတဲ့ကိစ္စတွေဆိုရင်လုပ်ကိုလုပ်တင်တယ်။ တို့တို့ချက်တင်တဲ့အောင်မြင်အောင်ကြိုးစားအထုတ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါလက်ကြည့်လောက်ကတွက်မယ်တခြားလူကိုပြောင်းမယ်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်မယ်တခြားတခြားသောဘောနော်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေကိုအမြန်ဆုံးအကောင့်ထဲပေါ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကိုယ့်အိမ်မှာရှိတဲ့ဆက်ပစ္စည်းတွေကတော့အပြည့်အစည်းလေးတွေများတတ်တယ် စက်ပစ္စည်းနဲ့ပတ်သက်ရင်တော့တန်ဖိုးရှိတဲ့စက်ပစ္စည်းနဲ့ပတ်သက်ပြီးအလဲအလဲအလဲအထတွေမလုံတင်သေးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကိုယ်လက်ထဲကိုရောက်မှပစ္စည်းအားပြတ်နေတာမျိုးတွေလည်းဖြစ်တတ်တာပါနော်။အဲတန်ဖိုးရှိတဲ့ဥမာစက်ပစ္စည်းဆိုရင်ကားလိုပစ္စည်းမျိုးတွေအဲဆိုရင်ဝယ်မယ်ဆိုရင်လည်းနည်းနည်းလေးတက်သည့်နားတဲ့လူကျွမ်းကျင်တဲ့လူတွေနဲ့ပြတ်တာပြီးတော့မှလုံတင်တယ်ပေါ့။နောက်တင်းတော်သားသမီးတွေကဒီကာလမှာကျန်းမာရေးနဲ့ပတ်သက်ရင်တော့မျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာခံစားရတတ်ပါတယ်။ ောက်တစ်ခုကဆေးအောင်နာတွေပါလေဖြစ်တတ်ပါတယ်။နောက်အစာမဆေးမတွေလည်းဖြစ်တတ်တယ်။အစာစိတ်တင်တာမျိုးလေးတွေလည်းဖြစ်တတ်တယ်။အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်တော့အဲ့ဒါလေးတွေအထူးဂရုစိုက်တင်တယ်။အဲ့ဒီခုနကပြောတဲ့ဝမ်းပြတ်တာ၊ဝမ်းလျှောတာ၊ဆေးအောင်နာ၊အစာမဆေးမဖြစ်တာ၊အစာစိတ်တင်တာတွေဖြစ်လို့ချင်းမပေါ့စတင်မနဲ့ကျွန်တော်တို့မြန်မြန်ဆန်ဆန်ပဲဆေးုံဆေးကန်းအောင်တွားရောက်ပြီးတော့ကုသတင်ပါတယ်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်တဲ့เนาะဒီတင်ရတဲ့လာသားသမီးတွေအတွက်အင်မတန်ကံတာတာကောင်းတဲ့အချိန်ဖြစ်တဲ့အတွက် ဒါထီတွေပါတယ်ကန်ဆန်းမဲ့တွေပါတယ်ကန်ဆန်းတဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့တိရသာသမီတွေတွေအကျိုးပေးတယ်ကန်ကောင်းတဲ့အရောင်ဆိုရင်အဖြူရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းကြီးကကိသာကြည့်တဲ့အခါအဖြူရောင်လေးတွေအစိမ်းရောင်လေးတွေဝတ်သွားပါအဲ့ဒါကဂလိုနဲ့ထီထိုးမယ်ကန်ဆန်းမဲ့ထိုးမယ်ဆိုရင်နှစ်စာ၄စုံလို့လေးစာနှစ်စုံလို့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးသင့်ပါတယ်တနင်္လာသာသမီတွေရဲ့ကံကြမ္မာကောင်းစေဖို့အတွက်တဲ့ အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့ဖရာဇေတီတွေမှာပဲဖြစ်ဖြစ်ရွှေသင်္ကန်းကက်လူတင်တယ်။အဲ့တော့ခေါင်းလောင်းလေးတွေပါလေးတွေလှူတင်တယ်။နောက်တန်ကတော့အရှင်သူမြတ်တွေကိုရေလှူတန်းတင်တယ်။ခေါင်းလောင်းတို့ပြီးတော့ဆူတောင်းမယ်ဆိုရင်လည်းတန်းလာသားသမီးတွေမကောင်းတဲ့ကံကြမ္မာအညာခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါပဲ။